ကဲဒီနေ့ညမန်ယူနဲ့မန်စီပွဲရှိရဲအဲ့တော့ကျွန်တော်ဘာပြောရမလဲဗျာကျွန်တော်ဘာပြောရမလဲသိရမလားကျူခမန်းခိုင်းမနေနဲ့ဒီဘက်အတ္တိတာကြီးမန်စီတီပဲနိုင်မှာပြန်မန်ယူအဆင့်နဲ့မန်စီတီအဆင့်ဆိုတာမိုးနဲ့မြေကြီးလို့ကြွားကြီးဗျာမန်စီတီကအဆင့်ငါးမှာဟိုးမန်ယူကအဆင့်30အောင်မှာပြန်ဗာလိုက်လာပြီးတော့အဆင့်ကြီးနဲ့ရှင်ခိုင်းအောင်မလဲအများကြီးပြောမနေဘလို့လို့အဆင့်ပြေမှာလဲဗျာအလဟာလန်တော့မပေါဘူးဒါပေမဲ့အလဟာလန်လောက်ဦးဘလို့ပြောမလဲကိုမသွင်းမိမယ်ဆောင်းရဲမြန်နဲ့ မာမူးပါမှာပူမနေနဲ့မယုံတော့တဲ့ဒိုင်ယာရီရနေတာမကွာရတယ်သူ့ကိုထိမ့်မှာဒါလောက်ဟိုလှ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 နဲ့ပိန်ပိန်လေးနဲ့ပြီးနေကောင်လေထဲမှာလွင့်နေဝချဲများလေးလို့ပြီးတဲ့မာမူးကိုဟာရီမကွာရဘလို့သွားထိမ့်မလဲမင်းစဉ်းစားကြည့်ဘလို့မှထိမ့်မှုမဖြစ်နိုင်အောင်ဗျာဒါလောက်မြန်နေကောင်ပြီးရင်စာပင်ညိုဒိုကုကိုမယုံတော့တဲ့ဘလို့ထိမ့်မလဲငါမြင်ရုံနေရွာဒိုကုကိုထိမ့်နိုင်နေကောင်ဘူးမှမရှိသေးဘူးလောလောဆယ်တော့ ဒိုကူရဲ့ dribbling နဲ့အောက်မှာကြာရှုံးခဲ့တဲ့နောက်တန်းကစားသမားတွေကြီးပဲနော်။ပြီးရင်ဒီဘက်က Brazil တလေးစာပင်ကြီးကိုဘယ်သူထိမ့်မလဲ။ခက်တာဒီကောင်နေအားနေချက်က Man U ကနည်းနည်းတက်တာတော့ဒီကောင်နေအားနေချက်ကအလိန်ခောက်ရတယ်ဒါပေမဲ့ final decision မှာနည်းနည်းလေးမပြတ်တာမပြတ်မတာဖြစ်နေတာလွင်ဟိုဒီကောင်လေးကိုထိမ့်ဖို့ကမဖြစ်နိုင်ဘူး။အဲ့တော့ ဒီဘွဲဘယ်သူနိုင်မလဲမမင်းနဲ့မန်စီးတီးပဲနိုင်မှာမန်စီးလို့အတင်းမျိုးမန်ယူဘလို့မှရှင်ကစားဖို့မဖြစ်နိုင်ဘူးဗျာလက်ရှိခြေစွမ်းအရာသူမန်ယူဖန်တွေကမန်စီးတီးကိုဘက်လိုက်ပြီးပြောနေရမဟုတ်ဘူးကွာမန်စီးပတ်မလို့မန်စီးကန်းချောင်းကြီးပဲပြောနေကောင်းချောင်းကြီးပဲပြောနေမဟုတ်ဘူးကွာလက်ရှိအနေသားကွာကြီးကွာခြေစွမ်းအကွာကြီးမန်စီးတီးရဲ့ဆိုးရွားဆုံးຢာဒီမှာတော့မန်ယူကဟိုးပိုဆိုးနေတယ်သူဟိုးအိုစီရောက်နေတယ် မန်ယူကခုမှ sorry မန်စီးတီးကခုမှငရေကြီးရှစ်ထက်မှပထမဆုံးထက်လောက်ပဲရောက်နေတဲ့အချိန်မှာဟိုမန်စီးမန်ယူကဟိုအိုစီအောက်ကျနေဘလို့လုံးနိုင်ပါလေကွာရှီတန်းမန်ယူဘက်ကရှီတန်းဟိုင်လန်းထဲတဲ့ဇီဇကီထဲတဲ့ဒီကောင်နေဂိုးယူဒီလိုချပေးတာကွာမင်းတို့ကန်စမ်းဆိုရင်တော့ဟိုထောင်းကန်ကန်ဒါမှမဟုတ်ဒီဘက်ဘေးရချောကန်ကန်မဲ့ကောင်လေးအဲ့တော့တန်းနဲ့ဒီဘက်ကူဆာနော့တို့ DS တို့ပါနေတော့တန်းကိုဒီကောင်နေဘလို့ဂိုးတွင်းနိုင်ပါလေနော်မန်ယူမှာအတားကြက်တစ်ခုပဲရှိရအဲ့ဒါတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ကာနာချိုပေါ့အဲနှစ်ယောက်ပဲဒုက္ခပေးနိုင်တဲ့မန်စီးတီးတင်းကိုကျန်တဲ့သူတွေကအပလာမယူလိုတင်းမှာကစားဖို့တော့ထိုက်တယ်တဲ့ကောင်တွေမဟုတ်ဘူးကွာတည်ပြောတာကျန်တဲ့ကောင်တွေအပလာအဲကောင်တွေဟိုကာနာချိုနဲ့ဘရူနိုဖာနန်ဒက်ခြေစင်းကြရဲလို့ဆိုမန်ယူခွေးဖြစ်တဲ့နေပဲကွာအဲနှစ်ကောင်တွေကရအောင်ထိမန်ယူကဘာမှမဟုတ်တော့ဘူးအဲ့လိုမျိုးကွာနောက်တော့နောက်ကဂူရမချင်းရှင်ရောမလားကွာအဲရဆန်နဲ့အိုနာနာမန်ယူဘယ်တီတောင်တည်တယ်ကွာအိုနာနာတို့တော့ ခြင်နေရဒီလောက်စုပ်ပြတ်တက်နေရကောင်ကိုမန်ယူဖန်နေမန်ယူကကောင်နေဘလို့များရှာပြီးခေါ်လာလဲမသိဘူးအင်တာမီလန်တော့ကတော့ကောင်းပါတယ်မန်ယူရောက်မှဘလို့စုပ်ပြတ်တက်သွားလဲတော့မသိဘူးပေါ့ကွာအဲ့တော့အွန်နာနာနဲ့ဟယ်ရီမကွိုင်းရဲ့ပေါင်းထားတဲ့နောက်တန်းမာမူးစ်ကဂိုးတွင်းပြလိုက်မြဲအဲ့တော့ဒီနေ့ညဂိုးခံမဲ့ရလက်ကောင်မင်းမနေနဲ့အနည်းဆုံး0-2ပဲ0-2နိုင်မလား0-3နိုင်မလားဒါပဲတွေးနေမန်ယူကဘလို့လို့ဂိုးရမလဲကွာကံကောင်းမှပဲဂိုးရမှာမန်ယူတော့အမြင့်ဆုံးမျောလင်းချက်ကတရေပဲအဲ့တော့ ဒီနေ့ညဘာတူနိုင်မလဲမေးလို့ရှိရင်တော့ကျွန်တော်အဖြေရရိုးရိုးရှင်းရှင်းလေးပဲဒီမှာရှိ Man City ပဲပေါ့ဗျာလို့နော်